မင်္ဂလာပါတီချက်တီနာဖြစ်ပါတယ်တီချက်တီနေ့တင်မှာ Great Holmes ရဲ့ Chapter 7လေး Trigonometric Function အပိုင်းသင်ပေးမှာဖြစ်ပါတယ်အဲ့တော့ Trigo Function လို့ပြောလိုက်တဲ့အတွက်အခြေခံမပါတဲ့ကလေးတွေကိုတီချက်ကအဓိကထားတာဖြစ်ပါတယ်သင်္ချာအားနည်းတဲ့ကလေးတွေသင်္ချာပါတရက်ကိုကြောက်နေတဲ့ကလေးတွေအတွက်အဓိကထားပြီးတော့မှရည်ရွယ်ချက်နဲ့သင်ပေးတာဖြစ်တဲ့အတွက် အခြေခံကနေစပြီးတခြားအသေးစိတ်ပြောပြနေတာဖြစ်တဲ့ဖြစ်ပါတယ်เนาะအဲ့ဆိုတော့ဒီမှာ function လို့ပြောလိုက်ရင်တခြားတို့က critical function လို့ပြောတာဖြစ်တဲ့အတွက် function ဆိုတာလေးကိုသိဖို့လိုမှာဖြစ်လို့ဒီမှာ function ရဲ့အခြေခံလေးတွေကိုနည်းနည်းလေးပြန်နှွေးပြီးမှဖြစ်ပါတယ် grade 10နဲ့11မှာပါခဲ့ပြီးသားဖြစ်ပါတယ်10မှာအများဆုံးပါတယ်ပေါ့เนาะဒါဆိုရင်အဲ့တော့10ရဲ့ grade 10ရဲ့ chapter 4 5 6လေးကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒီမှာ chapter 7 8ကိုတက်တောင်တက်တာလိုက်နိုင်မှာဖြစ်ပါတယ်เนาะကဲဟုတ်ပြီအဲ့တော့ function လို့အရင်ဆုံးနည်းနည်းပြန်နှွေးပြီးမဲ့အခြေခံသိရမယ့်အချက်ကလေးတွေပေါ့เนาะဆိုတော့ function တခုလို့ပြောလိုက်လို့ရှိရင်ဒီကျွန်တော်ကတင်ကေတအနေနဲ့တော့ f x လို့ပြောမယ်ပေါ့เนาะ f x g of a h of x နံပါတ်တွေပေးခဲ့တာတိပိတာဖြစ်ပါတယ်เนาะဒါဆိုရင်အဲ့ဒီမှာ function အမျိုးအစားတွေလည်းကလေးတို့အများကြီးရှိမယ် linear function ရှိမယ် quadratic function ရှိမယ်အဲ root function ရှိမယ် cube function တွေရှိမယ်เนาะပြီးရင် rational function အပိုင်းကိန်း function တွေရှိမယ်အခုကကျတော့ trigonometric function ဖြစ်တယ်ဒါဆိုရင် trigo function ဆိုရင်အဲ့ဒီ trigo function ကိုမစဉ်းစားခင်မှာတချို့တော့ yoyo function လေးတွေကိုအရင်ဆုံးစဉ်းစားမှဖြစ်တဲ့အတွက်တချို့နမူနာအနေနဲ့ quadratic function တစ်ခုဖြစ်တဲ့ x2 လေး ကိုအရင်စဉ်းစားပြပေးမယ်နော်ဆိုတော့ x2 လေးကိုအရင်စဉ်းစားပြပေးမယ်ဆိုရင်ဒီချက်တော့ f(x) x2 လို့ပြောလိုက်ရင်သူ့မှာပါရှိရမလဲဆိုရင် function ဆိုတာဟာဒီချက်ကအစုနှစ်ခုကိုဆက်သွယ်ထားတာဖြစ်တယ်နော် function လို့ပြောလိုက်ရင်ဘာလို့တာလဲ အစုနှစ်ခုကိုဆက်သွယ်ထားတာဖြစ်တယ်နှစ်ခုထပ်ပို့လို့လည်းရတယ်ဒါဆိုရင်အဲ့ဒီမှာဒီစရိုးကအစုနှစ်ခုရှိတဲ့ထဲကမှ A အစုထဲမှာ domain ရှိမယ်အရှိအစုထဲမှာ domain ပေါ့နော် C အစုက domain ဖြစ်မယ်နောက်အစုကကို domain ဖြစ်မယ်ပေါ့ဒါဆိုရင် domain နဲ့မှဒီချက်က1 2ရှိတယ်ကို domain ထဲမှာက3 4ရှိမယ်ဆိုရင်1နဲ့3နဲ့ဆက်မယ်2နဲ့4နဲ့ဆက်မယ်เนาะအဲ့ဆိုတော့ तू က6က elements တစ်ခုစီက နောက်ကကိုတူမင်းရဲ့ elements တစ်ခုနဲ့အတီးကျဆက်မှသူ့ကို function လို့ခေါ်တာဖြစ်တယ်။ရှေ့က elements တွေကကိန်းတစ်လုံးကနောက်က elements နှစ်ခုကိုသွားဆက်သွယ်လို့မရသလိုရှေ့က elements မှာ နောက်ကကိန်းလုံးနဲ့ဆက်သွယ်ဖို့ကြံလို့လည်းမရဘူးအဲ့ဒါကို function လို့ခေါ်တာဖြစ်တယ်เนาะနောက်ဆိုရင်1ကနောက်ကကိန်းကို3နဲ့4နဲ့နှစ်ခုစလုံးနဲ့သွားဆက်သွယ်အဲ့ဒါ function မဟုတ်တော့ဘူးလို့ပြောခဲ့ပြီးသားဖြစ်တယ်ပေါ့ နော်အဲဆိုရင် function ရဲ့အဓိပ္ပာယ်လေးကဒီမှာ1 2ဒီမှာ3 4ဆိုရင်1နဲ့3 1နဲ့4လို့ဆက်သွယ်လိုက်ရင်ဒါဒီ function မဟုတ်တော့ဘောเนาะ2နဲ့4အဲ့လိုမဟုတ်ဘဲねတချို့က1နဲ့1 2 3 4မှာ1နဲ့3ပဲဆက်သွယ်တယ် ူကဆက်သွယ်ဖို့ကြံနေရင်လည်းဒါ function မဟုတ်ဘူးပေါ့နော်။ဒါအဲ့လိုမျိုးအတိတ်ပဲလေးကိုဘာလို့လဲ function လို့ခေါ်တာဖြစ်တယ်။အဲ့တော့ရှေ့က elements တဲမှာအလွယ်မှတ်မယ်ဆိုရင်များမခွဲရဘူး။ elements ပဲကြံရအောင်။အဲ့တော့တချို့တို့ဒီရလေးကို set of order ပဲအနေနဲ့တချို့တို့ဆက်သွယ်တဲ့အခါမှာ r လို့ရေးပြီးတစ်ဆက်တော့1နဲ့3နဲ့ဆက်သွယ်ရင်1.3လို့ရေးခဲ့ကြတယ်။နော်2နဲ့4နဲ့ဆက်သွယ်ရင်2.4လို့ဆက်သွယ် ရေးခဲ့ကြတယ်ဒီလိုလေးမြင်ရင်လည်းဒါတချို့1က3နဲ့ဆက်သွယ်ထားတယ်2နဲ့4နဲ့ဆက်သွယ်ထားတယ်လို့သိရမှာဖြစ်တယ် order ဘဲအနေနဲ့ရေးထားတာအဲ့ဒီလိုမျိုးကိုမှ r equal to တချို့ဒီလိုအစုနဲ့ပေးထားတာက1 comma 3 1 comma 4 2 comma 4เนาะဒီလိုလေးပြီးတယ် ဒါဆိုရင်ဒီမှာဆိုတချို့က1က3နဲ့ပဲဆက်သွယ်တယ်တလုံးပဲပါတယ်ပေါ့1ဒီမှာ1 1နှစ်ခုပါနေတယ်အတိပ္ပယ်က1ဟာနောက်က elements 3နဲ့ရော4နဲ့ရောဆက်တွဲနေတာဖြစ်တဲ့အတွက်ဒါဒီ relation တစ်ခုပဲဖြစ်တယ် function မဖြစ်ဘူးလို့ခေါ်မှာဖြစ်တယ်เนาะတခါဒါဒီလိုရေးလိုက်တဲ့ set on orbit နဲ့ရေးလိုက်ရင် she က domain နောက်က go domain ဖြစ်တယ်လို့သိရမယ်ဒီ function မှာဆိုရင်လည်း ဒီလို brand diagram နဲ့ error diagram နဲ့ပြရင်လည်းရှေ့အစုက domain ဒါကကို domain လို့သိခဲ့တယ်။ဒါဆိုရင်အဲ့ဒါကိုတခြားတို့ကပုံအနေနဲ့ graph အနေနဲ့လည်းဆွဲလို့ရတယ်။ table form နဲ့လည်းရေးလို့ရတယ်လို့သိပြီးသားဖြစ်တယ်နော်။ table form နဲ့ရေးတယ်။ဒါဆိုရင်တခြားတို့က table form နဲ့ကြတော့လည်း x နဲ့ y ကိုဒီလိုရေးလို့ရတယ်เนาะဒါဆိုရင်ရှိက x နေရာလေးမှာ ရှိတာက domain ဖြစ်မှာမို့လို့1နဲ့2ဖြစ်မယ်အောက်က ကိုတို့မင်းလေးရဖြစ်တဲ့အတွက်3နဲ့4ဖြစ်မယ်ပေါ့เนาะဒါဆိုရင်လည်းရတယ်အဲ့တော့ဒီလိုရေးလိုက်ရင်ဒါကဒိုမိန်းနော်ဒိုမိန်းနဲ့ကိုဒိုမိန်းခွဲတက်ဖို့နဲ့ range ကြီးတက်ဖို့ကိုတစ်ချက်အခြေခံပြန်ပြောပြတာဖြစ်ပါတယ်เนาะဒါဆိုရင်အပေါ်ကဒိုမိန်းဖြစ်မယ်ဒါက ကိုဒိုမိန်ထဲကဖြစ်မယ်ပေါ့နော်ကိုဒိုမိန်ထဲကဖြစ်မယ်ဒါဆိုရင်ဒီစရုပ်အဲ့ဒီမှာဆက်သွယ်လိုက်တယ်ပေါ့နော်ဒီအခုဒီကိုဒိုမိန်ထဲကဟာက3နဲ့4နှစ်ခုပဲရှိနေလို့ပေါ့နော်ကိုဒိုမိန်ထဲမှာနောက်ထပ်ဂိမ်းလုံးပို့လို့လည်းရတယ်2 3 4လို့ပေးထားရင်2ကမဆက်သွယ်ခံရလဲပဲ function ဖြစ်တယ်နော် function ဖြစ်တယ် function ဆိုရင်ရှေ့အစုဖြစ်တဲ့ domain ကိုပဲကြည်တာဖြစ်တယ် domain တွေက elements တစ်ခုစီကပဲနောက်က elements တွေသွားဆက်သွယ်ရမှာဖြစ်တယ်နော်ကဲအဲ့ဒါဆိုရင် ဒီကိုဒုံဘိန်းထဲမှာ1နဲ့3နဲ့ဆက်တွေ့တယ်ဆိုတော့ဒီချက်တော့ရေးတဲ့အခါမှာ f of 1 equal to 3လို့ရေးလို့ရတယ်ဒါဆိုရင်1ကဒုံဘိန်းထဲက3ကကိုဒုံဘိန်းထဲကနော်အဲ့လိုဆက်တွေ့ခံလိုက်ရတဲ့ဒီ3လေးကကျတော့1ရဲ့အရေးဖြစ်သွားတယ်ဒါဆို1ရဲ့အရေးဖြစ်သွားတဲ့အတွက်3ဟာ1ရဲ့အရေးလို့ပြောမယ်နော်ပြီးရင် f of 2 2ကကျတော့4နဲ့ဆက်တွေ့တာဖြစ်တဲ့အတွက် f of 2 equal to for လို့ရေးတယ်အဲ့ဒီခါမှာ do လေးက domain တွေကဖြစ်ပြီး for ကကို domain တွေကဖြစ်တယ်ပြီးရင်အဲ့ဒီ for လေးဟာ do နဲ့ဆက်သွယ်လိုက်တာဖြစ်တဲ့အတွက်ဆက်သွယ်ခြင်းခံလိုက်ရတာဖြစ်တဲ့အတွက်သူဟာဒီ for လေးဟာ do ရဲ့အရေးဖြစ်တယ်ဒါဆိုရင်အဲ့ဒီအရေးနှစ်ခုကိုဒီလိုကစုပြီးရေးလိုက်မယ်ပေါ့နော် the set of 3 4လို့ရေးလိုက်ရင်အဲ့ဒါ range ဖြစ်သွားတယ် နော်တဆရ3 follow ရေးရင် range ဖြစ်သွားတယ်အတိဘယ်ကတော့တဆရကဆက်သွယ်လိုက်တဲ့ကိန်းလုံးပေါ့နော် domain ကို domain တွေကကိန်းအလုံးမဟုတ်ဘူးနော် range က graph တစ်ခုဖြစ်ဖို့အတွက်ပုံတစ်ခုဆက်ဖို့အတွက်ကိုရရှိလာတဲ့ဆက်သွယ်ချက်ဆက်သွယ်ခြင်းခံရတာကို range လို့ခေါ်တာဖြစ်တယ်။ဒါဆိုရင် f all လို့ပြောလိုက်လို့ရှိရင်ဒီခွင်းတွေကကိန်းဒီ domain ဖြစ်ပြီး equal တစ်ဖက်ကဟာဒီကို domain တွေက ဖြစ်တယ်ပြီးရင်သူက range ဖြစ်တယ် နော် range ဖြစ်တယ်ရှိတာကကိုဒိုမိန်ထဲမှာရှိမှာဖြစ်တယ်နားလည်မလားအဲ့ဒါကိုဒီချက်တော့ graph နဲ့လည်းပြလို့ရတယ်ပေါ့နော် graph နဲ့ပြတဲ့အခါမှာနော် graph နဲ့ပြတဲ့အခါမှာ1က3နဲ့ဆက်တွဲတယ်ဆိုရင် x က1 y က3မှာရှိမယ်ပြီးရင် x က2 y က4မှာရှိမယ်ပေါ့ဒါကတော့ linear ဖြစ်လိမ့်မယ်နားလည်မလားအဲ့လိုယူလိုက်တဲ့အခါမှာ graph နဲ့ပြမယ်ဆိုရင် x exists ဟာ domain ဖြစ်ပြီး why exist ဟာကိုဒိုမိန်ဖြစ်တယ်ပြီးရင် range လိုချင်တယ်ဆိုဒီဆက်သွယ်ထားတဲ့ဂိမ်းလုံးတွေဟာ why exist ပေါ်မှာရှိတဲ့ဂိမ်းဖြစ်ရမှာဖြစ်တဲ့အတွက် range ကိုကြည့်တဲ့အခါမှာဘယ်သူကိုကြည့်ရမလဲဆိုရင် why exist ကိုကြည့်ရမှာဖြစ်တယ် domain ရေးတဲ့အခါမှာ x exist ကိုကြည့်ရမှာဖြစ်တယ် x exist ပေါ်မှာရှိတဲ့ဆက်သွယ်ခံရတဲ့ point တွေဟာ domain ဖြစ်ပြီး why exist ပေါ်မှာရှိတဲ့ဆက်တွယ်လို့ရမဲ့ graph ဖြစ်ပေါ်လာမဲ့ point တွေဟာ range ဖြစ်တယ်လို့သိရမှာဖြစ်တယ်။ဒါဆိုရင် teacher တို့ graph မှာ domain နဲ့ range ကိုကြီးတက်သွားမှာဖြစ်တယ်။ဆိုတော့ဒီ ठी ရမလား။ရမယ်နော်။ Okay အဲ့ဒါဆိုရင် teacher တို့ definition လေးကိုဥပမာအနေနဲ့ teacher domain တွေပါနေပြောဖို့အတွက်အရင်ဆုံးဒါလေးနဲ့ပြမယ် quadratic function လေးပေါ့နော်။ဆိုတော့ quadratic function လေးမှာ f(x) 2လို့ပြောလိုက်ရင် teacher က f(1) ပေါ့နော်။ f က r2r ဆိုပါစို့နော် r2r ဆို domain ကလည်း real number ကို domain ကလည်း real number ဖြစ်တယ်ဒါဆိုဒီချက်1ထည့်လို့ရတယ် domain နဲ့ elements ကိုအစားသွင်းမှာနော် real ဖြစ်တဲ့အတွက်1 x နေရာမှာ1ဆိုရင် 1² ကလည်း1ပဲ f for 2ဆိုရင်တော့သူကဘာဖြစ်မလဲ2 square ဆိုတော့4ဖြစ်မယ် f for 3ဆိုရင် f for 3ဆိုရင်3 square equal to ဒီဘလောက်ဖြစ်မလဲ3 နိုင်ဖြစ်မယ်နော်နိုင်ဖြစ်မယ်ဒါဆိုဒီချက်အနှုတ်ပေးကြည့်မယ် f of minus 1 equal to ဆိုရင် minus 1 square က1ပဲ f of minus 2ပေးလိုက်ရင်4ရမယ်ဆိုတော့နှစ်ခုလောက်ဆိုရပြီပေါ့နော်ဒါဆိုရင်ဒီချက် f of 0ပေးကြည့်တဲ့အခါဘာရလဲ0ရတယ်ဒါဆိုဒီချက်တို့ရလိုက်တဲ့ gain လုံးတွေဒီအခုဒီထဲမှာရှိခဲ့ပေါ့နော်ရှိက off ဆိုတဲ့ဂွင်းထဲမှာရှိတာတွေအားလုံးဟာ domain တွေက elements တွေဖြစ်တယ်။ဒါလေးတွေကဆက်သွယ်ခံရတာဖြစ်တဲ့အတွက် range တွေဖြစ်တယ်။နော် range တွေဖြစ်တယ်။ဒါဆိုရင်အခုဒီချက်ကပုံမှာဒီချက်ပြကျင်တာဖြစ်တဲ့အတွက်ပုံမှာ point ချကြည့်မယ်ဆိုတော့ x က0,0ပေါ့နော်။ x က0 y က0ဒါကြောင့်0,0မှာတစ် point နော်ပြီးရင်1,1မှာတစ် point x ga 1 y ga 1 ပေါ့เนาะဒါက1 comma 1မှာတပွိုင်းဒါဆိုရင်ပြီးရင် minus 1 comma 1တပွိုင်း minus 1 comma 1မှာတပွိုင်းပြီးရင်2 comma 4မှာတပွိုင်းเนาะ x ก2 y ก4ပေါ့เนาะဆိုတော့2 comma 4မှာတပွိုင်းပြီးရင် minus 2, 4မှာတပွိုင်းเนาะ minus 2, ေါ်မှာတပွင့်ရှိတယ်။ကဲအဲ့ဒါဆိုရင်ဒီချက်တော့သူ့ကိုဆက်လိုက်တဲ့အခါမှာ point ဒီအ graph ဒီဒီလိုလေးထွက်လာမှာဖြစ်တယ်ပေါ့နော်။ graph ကဒီလိုလေးထွက်လာ။ sorry နော်ဒီချက် point เนี่ยမထီဘူးဖြစ်သွားတယ်။ point လေးတွေထီရ။ကဲအဲ့ဒါဆို graph ကဒီလိုဖြစ်သွားတာဖြစ်တဲ့အတွက်ဒီချက်ရဲ့ point ဟာဘယ်လိုထွက်နေလဲဆိုရင် ဒီ0.0ကနေ graph ရှိတဲ့နေရာတွေကိုစဉ်းစားရမှာဖြစ်တဲ့ domain ကเนาะ graph ရှိတဲ့နေရာတွေကိုစဉ်းစားဆိုတော့ဒါက x axis ဖြစ်တယ်ဒါက y axis ဖြစ်တယ်ဒါဆိုရင်ဒီချက်ကဒီမှာ point ဘယ်နေရာလေးမှာထောက်ထောက် x ရဲ့ထောက် ထောက်လိုက်ဒီ graph ကဆက်ဆွဲလို့ရတယ်ကြိုက်သလားနော် real number ဖြစ်နေတော့ကြိုက်သလားဆက်ဆွဲလို့ရတဲ့အတွက်ဒီနေရာထောက်ရင်လည်းအောက်ကိုဆွဲ x exist ရှိမယ်ဒီနေရာကနေဆိုလဲ x exist ရှိမယ်ဒီဘက်လည်းတူတူပဲပေါ့နော်အောက်ကိုဆက်ဆွဲ x exist ပေါ်မှာ coordinate တွေရှိနေမှာဖြစ်တယ်ဒါဆိုရင်ကြိုက်သလားဆက်ဆွဲ ဒီဘက်ကိုကြိုက်တဲ့လောက်ဆက်ဆွဲလေး graph ကဘာဖြစ်သွားလဲကျေလာလေးဖြစ်မယ်ဒီဘက်ကိုကြိုက်တဲ့လောက်ဆက်ဆွဲလေး graph ကကျေလာလေးဖြစ်မယ်ဒါဆိုရင်ဒီ share domain ဒီ0 x တန်ဖိုးလေးရဲ့0ကစပြီးအပေါင်းအားလုံးပါတယ်အနှုတ်အားလုံးပါတယ်အဖြစ်အတွက်ဒီ graph ရဲ့ domain ဒီ r ဖြစ်တယ်ပေါ့နော်သူရဲ့ domain က r ဖြစ်တယ် real number ပေါ့နော်ကဲ range ကိုကြည့်မယ် range ကိုကြည့်မယ်ဆို y exists ရဲ့ graph ရှိတဲ့နေရာရဲ့ point တွေကိုကြည့်ရမှာဖြစ်တဲ့အတွက် graph ဟာ0ကနေစတယ် y exists ကိုနော်ပြီးရင်အပေါ်ကိုဆက်ဆွဲဆက်ဆွဲလေးမှာဖြစ်မလဲအပေါ်ဆက်တက်သွားမှာဖြစ်တယ်သူကနော်ဆက်တွက်သွားမယ်ဒီချက်တော့ graph ဟာအောက်ဘက်မှာမရှိဘူးဒီ0အမှတ်ကနေစတာဖြစ်တယ်ဒါဆို y 0ကနေစပြီးတော့မှ graph ဒီအပေါ်ကိုကြိုက်တလောက်ဆွဲလို့ရတာဖြစ်တဲ့အတွက်ဒီကနေဒီလိုဆိုရင် point တွေဒီဆက်ရှိမယ်ဆက်ရှိမယ် ော်ဒီကနေဆိုလဲဆက်ရှိမယ်ဆက်ရှိမယ် graph graph ထောက်တဲ့နေရာတိုင်းမှာ why exist ဒီအပေါ်မှာအဆုံးမရှိဆက်ရှိမှာ ဖြစ်တယ်နော်ဒါကြောင့်မလို့သူဒီဘာဖြစ်မလဲသူရဲ့ range ဟာ range ဆိုရင်ဒီလိုက why exist ကိုကြည့်မှာဖြစ်တဲ့အတွက် the zero one such that every wind down both the 0ကနေအပေါ်အားလုံးပါမှာဖြစ်တဲ့အတွက်0ထက်ကြီးတဲ့ gain နေပြီးရင်0ပါတယ် graph က0မှာစတာ ဒါကြောင့်မလို့ greater than or equal 0ဖြစ်တယ်အဲ့ဒါသူ့ရဲ့ range ပဲနားလဲပြီလားကဲဟုတ်ပြီအဲ့ဒါဆိုရင်ဒီချေတို့ range ရဲ့သဘောတရားနဲ့ domain ရဲ့သဘောတရားလေးကိုနားလဲမှာဖြစ်တယ်ဒါဆိုဒီချေတို့က graph တရဲ့နောက်က sine graph cos graph ကိုလည်းနားလဲသွားမှာဖြစ်ပါတယ်ကဲဟုတ်ပြီဒါကတော့ function ကိုဒီချေပြန်နှွေးပေးလိုက်တာဖြစ်တယ်ပေါ့နော် function ပြန်နှွေးပေးလိုက်တာဒါဆိုရင်အခုဒီချေတို့ပြောမဲ့ဟာကိုမတွားခင်မှာ ထရီကိုက6ခုရှိမှာပေါ့နော်အဲ့ဒီထရီကို6ခုကကလေးတို့တည်ပြီးသားဖြစ်မှာပေါ့နော် sin cos tan cot set coset ဖြစ်တယ်ဒါဆိုရင်အဲ့ဒီထရီကို6ခုစလုံးရဲ့ transformation လေးကိုဒီချက်အရင်ပြောမှာပေါ့နော် transformation ကဒီချက်တို့အရင်က chapter uh, grade 11 chapter 3မှာလဲထရီကို transformation ပါခဲ့တယ်ပြီးရင်ဘာပါခဲ့သေးလဲဆိုတော့ grade 10မှာလဲ transformation ဒီအဲ့ဒီ chapter 4 5 6မှာပါခဲ့တယ်ပေါ့နော်အဲ့ဆိုအဲ့ဒီ transformation လေးတီးဖို့အတွက်ကိုဒီချက်ပြန်ပြောမယ် transformation ဆိုတာကဘာဖြစ်တာလဲပြောင်းလဲသွားတာเนาะပြောင်းလဲသွားတာဆိုတော့ transformation function ဆိုရင်เนาะအသွင်ပြောင်း function ဖြစ်မယ်เนาะအဲ့ဒါဆိုရင်သူ့မှာတီးရမယ့်အချက်တွေက translation ရှိမယ် scaling ရှိမယ် reflection ရှိမယ်ပေါ့၃ခုရှိမယ်အဲ့ဒီမှာ translation ဆိုတာကဘာဖြစ်တာလဲဆိုတော့ translation က shifting ဆိုတော့နေရာရွှေ့ရွှေ့တာကိုပြောတာနေရာရွှေ့သွားမှာเนาะအဲ့ဆို shifting ဖြစ်သွားမယ်ဆိုရင်အခုနကလိုမျိုးတချို့ရဲ့ဒီယိုယိုဟာ sin trigo က sin graph cos graph ကမပြောသေးတဲ့အတွက်တချို့အခုနက quadratic လေးနဲ့ပဲပြောပြမယ်နော်ဆိုတော့ quadratic function မှာမူလရဲ့ function ကဒီမှာရှိတယ်အဲ့ဒီကနေမှနောက်ထပ် point တစ်ခုဒီနေရာလေးကိုတချို့ရွေ့သွားတာနော်ဒီလိုလေးရွေ့သွားတာအဲ့ဒါကိုဘာလို့ခေါ်တာလဲ translation လို့ခေါ်တာနော်မူလ graph ကဒါလေး နော်0,0ဆိုတဲ့ origin မှာရှိနေတဲ့ graph လေးဟာဒီနားက point ဖြစ်တဲ့1,3ဆိုပါဆိုဥပမာနော်အဲ့ဒီနေရာလေးကိုရွေ့သွားတဲ့ဆိုရင်အဲ့ဒါဘာလို့ခေါ်တာလဲ translation လို့ခေါ်တာဖြစ်တယ်။သူက shifting ဖြစ်သွားတယ်ပေါ့နော်။နောက်တစ်ခုက scaling ပေါ့။ scaling ဆိုတော့အနှုတ်ဆိုရင်တော့ဒီဘက်ရွေ့မှာပေါ့နော်။အနှုတ်ဆိုရင်ဒီဘက်ကိုရွေ့ အောက်ဖက်လည်းရှိလို့ရတယ် graph ကဒီလိုပြောင်းပြန်ရှိရင်ဒီဘက်နားလေးကိုရောက်သွားရင်အဲ့ဒါပါဖြစ်သွားတာပဲလေ transition ဖြစ်သွားတာပဲဖြစ်တယ်နောက်တစ်ခုက scaling scaling ဆိုတာကဒီချက်လို့ကနှစ်မျိုးဖြစ်မှာပေါ့နော် stretching or compression ဆိုတော့ strength strength ကကြတော့ဘာဖြစ်မလဲဆွဲဆန့် compress ကကြောဖိတိတ်တာဖြစ်တဲ့အတွက်ပါဖြစ်သွားမလဲချုံမှာပေါ့ဒါဆိုလွယ်လွယ်မှတ်ပဲဆိုရင်ဆွဲဆက်မယ်ချုံမယ်ဆိုတော့ချုံချဲ့တဲ့အတိတ်ပဲမျိုးအဲ့ဒါမျိုးကို scaling လို့ခေါ်တာဖြစ်တယ်နော်မူလ graph ကနေမူလ graph ကနေသူကဆွဲချဲ့သွားမယ်ဆွဲကြုံသွားမယ်အဲ့ဒါကို scaling လို့ခေါ်တယ်ပြီးရင် reflection reflection ကကြတော့တချို့ကပုံရိပ်ပြန်มาဖြစ်တဲ့အတွက်ဥပမာဒါက y axis ရှိမယ်ဆိုရင် graph က graph က y axis ရဲ့တစ်ဖက်မှာရှိတယ်ဆိုရင်ဒီဘက်တစ်ဖက်မှာလာပေါ်တာမျိုးเนาะအဲ့ဒါဆိုရင်သူရဲ့ reflection ဖြစ်တယ်တကယ်လို့ x axis ကိုအမိပြုပြီးတော့မှ reflection ပေါ်မယ်ဆိုရင်ဒီလိုပေါ်တာမျိုးเนาะသူရဲ့ graph က y နဲ့အနှုတ်ဖက်မှာလာပေါ်တာเนาะအဲ့ဒါမျိုးကို reflection လို့ခေါ်တာဖြစ်တယ်ဒါဆိုရင်၃မျိုးရှိမယ်เนาะ translation ရှိမယ် scaling ရှိမယ် reflection ရှိမယ်ဒါဆိုရင်ဒီချက်တို့ရဲ့အဲ့ဒီ grade 11ကဟာလေးကိုပဲအရင်ပြန်ပြောပြီးမယ်ပေါ့နော်တိပိတဟာလေးကိုဆိုတော့ y = -bf4 - qh - h k ဆိုတာလေးကိုတိခဲ့ပြီးသားဖြစ်တယ်ဒါဆိုရင် deep function လေးမှာ teacher ကအဲပြောင်းတဲ့ဟာလေးတွေကိုတဆင့်စီပြောခဲ့ပြီးသားဖြစ်တယ်နော် inner ကိုင်းအတွင်းမှာပြောင်းတဲ့ဟာဆိုရင်ဘာပြောင်းတာလဲ x ပြောင်းတာဖြစ်တယ်ပေါ့နော်။ဂွင်းအတွင်းမှာပြောင်းတဲ့ဟာဆိုတော့ x တန်ဖိုးပြောင်းတာဖြစ်တယ် inner chain ပေါ့နော်။ဒီဂွင်းရဲ့အပြင်မှာပြောင်းတဲ့ဟာဆိုရင်ဗာလဲ outer chain ဒီ particle ဖြစ်တယ် y တန်ဖိုးပြောင်းတာဖြစ်တယ်။နော်ပြန်ပြောမယ်နော်။ဂွင်းအတွင်းမှာဆိုရင် x exists ကဲ x တန်ဖိုးပြောင်းလဲတာဖြစ်ပြီးဂွင်းရဲ့အပြင်မှာဆိုရင် vertical အတိုင်း y တန်ဖိုးပြောင်းလဲသွားတာဖြစ်တယ်။ဒါဆိုရင်ဒီစရုပ်က f(x) ဆိုတော့ x ကိုပေါ့နော် x တန်ဖိုးလေးကိုနောက်ကနေပေါင်းထားနှုတ်ထားရင် translation ဖြစ်မယ် x ပြောင်းတာဖြစ်တဲ့အတွက် horizontal translation ဖြစ်မယ်အပြင်ကနေပေါ့နော် f(x) တစ်ခုလုံးရဲ့အနောက်ကနေပေါင်းထားနှုတ်ထားမယ်ဆိုရင်တော့ vertical translation ဖြစ်တယ်နော်အပေါင်းအနှုတ်ဆိုရင် translation ဖြစ်မယ်လက္ခဏာပြောတာမဟုတ်ဘူးနော်ကိန်းလုံးလာပေါင်းတာလာနှုတ်တာကိုပြောတာနော်အဲ့ဆိုတော့ x ရဲ့တန်ဖိုးလေးနောက်ကနေပေါင်းထားနှုတ်ထားရင် horizontal translation ဖြစ်ပြီးအပြင်ကနေပေါင်းထားနှုတ်ထားရင် vertical translation ဖြစ်တယ်။ဒါကြောင့်မလို့တချို့ရဲ့ h လေးဟာ horizontal translation ဖြစ်ပြီး k လေးက vertical translation ဖြစ်တယ်ပေါ့နော်။ဒါဆိုရင်ဒါက horizontal translation ဒါက vertical translation နော်ဆိုတော့သူက x တန်ဖိုးပြောင်းမယ်သူက ဝိုင်းတန်ဖို့ပြောင်းမယ်ဆိုတော့သူ့ရဲ့ point behavior ကကြတော့ x တန်ဖို့ပြောင်းတယ်ဆိုရင် alpha x plus h ဖြစ်တယ်နော် alpha x plus h အ sorry point ပြောမယ်ဆိုတော့ point behavior ကိုပြောမယ်ဆိုရင်ဒီချက်က x plus h, y plus k လို့ပြောင်းသွားတာဖြစ်တယ်ဒါက translation အတွက်နော် translation အတွက်တခါနောက်တစ်ခု scaling ပြောမယ် scaling ကကြတော့ x ကိုမြောက်ထားတာသူကအမြောက်ဆိုရင် scaling နော်အတွင်းကနေ x ကိုမြောက်ရင် horizontal scaling ဖြစ်ပြီးအပြင်ကနေမြောက်ရင် vertical scaling ဖြစ်တယ်။ဒါဆိုရင်အတွင်းဆိုတာက x ကိုလာမြောက်ရင် horizontal scaling ဖြစ်ပြီး အပြင်ကနေမြောက်လိုက်တာဆိုရင် vertical scaling ဖြစ်တယ် နော် vertical scaling ဖြစ်တယ်အဲ့တော့သူ့ရဲ့ scale factor ကိုယူတဲ့အခါမှာကျတော့ x ကိုမြောက်တာဆိုရင်ဗျောင်းမြန်ယူရတာဖြစ်တယ်ဆိုတော့ဗျောင်းမြန်လို့ပြောတဲ့အတွက်ဒီချရိုးရဲ့ scale factor ဟာ 1/q လို့ယူရတယ် နော် 1.q x ပြောင်းမှာဖြစ်တဲ့အတွက် two point behavior က 1.q x မှာ y မပြောင်းသေးဘူးပေါ့နော်ဒါက vertical translation but horizontal scaling ပေါ့ဒါနော် horizontal scaling တခါနောက်တစ်ခုအပြင်ကနေဒီစရော b ကအပြင်ကနေမြောက်တာနော် function တစ်ခုလုံးရဲ့အပြင်ကနေမြောက်တာဆိုရင်ဗာလဲ vertical scaling ဖြစ်တယ်သူ့ရဲ့ scale factor ကအတဲ့ယူရတယ်ပြီးဆို b ပဲ2နဲ့မြောက်ရင်2ပဲ3နဲ့မြောက်ရင်3ပဲယူရတယ်ဒါဆိုသူ့ရဲ့ point behavior ဒီရှေ့က x ပေါ့နော် y ပြောင်းมาဖြစ်တဲ့အတွက် py ဟုတ်ပြီလား wine ကိုတွားမြောက်ပါနော်ဒီမှာကျတော့ h ပြနာဖြစ်တဲ့အတွက် h ကိုတွားမြောက်ပါအဲ့တော့တပြိုင်နက်ဖြစ်မယ်ပေါ့နော်ဒီနှစ်ခုဟာတပြိုင်နက်ဖြစ်မယ်ဆိုရင်တော့ scaling the horizontal ကိုလည်း scale ဖြစ်မယ် vertical ကိုလည်း scale ဖြစ်မယ်ဆိုရင်တော့ဒီချရရဲ့ပုံ point ဒီမှာဖြစ်သွားမလဲ 1.qh comma B1 ဖြစ်သွားမှာဖြစ်တယ်เนาะဒါ point behavior ရေးတက်ဖို့အတွက်တရားလေးလိုက်ကြည့်ပြီเนาะကဲဟုတ်ပြီဒါဆိုအခု teacher တို့ဒါ scaling BB translation BB ပေါ့เนาะတခါဒီ x ကိုလာမြောက်ထားတာဟာ x ပြောင်းมาဖြစ်တယ် x ပြောင်းသွားရင် तू อ่ะ reflection မဟုတ်လို့ reflection on y exists ဖြစ်တယ် x ပြောင်းရင် y ဝင်ရိုးရဲ့တစ်ဖက်တစ်ချက်မှာပေါ့ပါ နော် x ပြောင်းသွားရင် y ဝင်ရိုးရဲ့တစ်ဖက်တစ်ချက်မှာပျပေါ်မှာဖြစ်တဲ့အတွက်သူကဘာဖြစ်သွားမလဲ particle အာ sorry reflection on y axis ဖြစ်တယ်နော် reflection on y axis ဖြစ်တယ်တခါဒီအရှိက minus လေးရအပြင်ကနေမြောက်တာဖြစ်တယ်အပြင်ကနေနှုတ်တာဖြစ်တယ်ပေါ့နော်အနှုတ်ကအပြင်လက္ခဏာဖြစ်တယ်ဒါဆိုရင်သူက y ပြောင်းမှာအပြင်ဆိုရင် ဝိုင်းတန်ဖိုးပြောင်းမှဆိုရင်အိတ်ဆက်တစ်ဖက်တစ်ချက်မှပေါ်မှာမဟုတ်လို့ဘာဖြစ်မလဲ reflection on x axis ဖြစ်မယ်နော် reflection on x axis ဖြစ်မယ်ရမလားအဲ့တော့တခြားဒီ reflection ကြတော့ဘယ်သူပြောင်းမှလဲဆိုတော့အရှိကဒီ x ကိုမြှောက်ထားတာဆိုရင် x တန်ဖိုးပြောင်းမှဖြစ်တဲ့အတွက် point က -x ဖြစ်မယ် သူ့ကိုပြောင်းတာဆိုရင်ဘာဖြစ်သွားမလဲအပြင်က ပြောင်းတာမို့လို့ဝိုင်းပြောင်းမှာ minus y ဖြစ်မယ်ဒါက reflection နော်ဒါဆိုရင်ဒီအားလုံးကိုဒီလိုတပြိုင်နက်ထဲ curve ထဲမှာ sorry point behavior အနေနဲ့ရေးမယ်ဆိုရင် အားလုံးပါတယ်ဆိုရင်ဘာဖြစ်မလဲဒီ queen တွေက gain ဆိုရင်ဘာဖြစ်မလဲ q က 1.qx နော် minus the x ပြောင်းမှာဖြစ်တဲ့အတွက် minus 1.q x ပြီးရင်နောက်က h ပါတာဖြစ်တဲ့အတွက် plus h အပြင်ကကြတော့ဘာဖြစ်မလဲ minus b ပြီးရင်ဘာဖြစ်မလဲ k ပေါင်းထားတာဖြစ်တဲ့အတွက် plus k ပေါ့နော်ဒါဆိုရင်ဒီချက် minus by plus k ပေါ့ y ကို b နဲ့မြှောက်တာက scaling ဖြစ်တယ် minus က reflection ဖြစ်တယ် k က translation ဖြစ်တယ်ပေါ့နားလည်မလား နော်အဲ့ဒါဆိုရင်ဒီချက်တို့ကတခုချင်းစီကိုကြည့်ပြီးကိုယ့်ရဲ့ပေးထားတဲ့ function မှာနှစ်မျိုးပြောင်းတာလားသုံးမျိုးပြောင်းတာလားဆိုတာ point behavior ကိုဒါလေးကိုကြည့်အောင်ကြည့်ရင်တန်းချရေးတတ်မှာဖြစ်တယ်ပေါ့ရမယ်နော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်ဒါကအခုတီချာတို့ကရိုးရိုးကိုပြောလိုက်တာဖြစ်တဲ့အတွက်အခုကဘာနဲ့သွားမှလဲ trigo function အပြောင်းသွားမယ်ပေါ့နော် trigo function အပြောင်းသွားမယ်ဆိုရင် तू ကတော့ sin တို့ cos တို့ရဲ့နောက်ကတည်း down တန်ဖိုးဖြစ်တာဖြစ်တဲ့အတွက်ဘာပါရမလဲဆိုတော့ ქვენ ပါနေမှာเนาะ down တန်ဖိုးဖြစ်တဲ့ uu function နဲ့မတူဘူးပေါ့เนาะ down တန်ဖိုးဖြစ်တဲ့အတွက်သူ့ရဲ့အတွင်းမှာလာပြီးပြင်လို့မရဘူးဒါဆိုရင်ဒီအတိုင်းပဲခုနလိုပဲစဉ်းစားမှာ sin က function ဖြစ်တယ်ပေါ့ဒါဆို function ရဲ့အတွင်းဆိုတာကဒီတစ်ခုလုံးကိုပြောတာအဲ့ဒါအတွင်းအတွင်းပြောင်းရင်အဲ့ဒါ x တန်ဖိုးပြောင်းတာ နော်။ဗာပြောင်းတာလဲ extempo ပြောင်းတာ။အပြင်ပြောင်းတဲ့ဟာလေးတွေကဗာလဲ wide tempo ပြောင်းတာဖြစ်တယ် vertical ဖြစ်မှာဖြစ်တယ်။ဒါဆိုအတွင်းမှာပေါင်းထားနှုတ်ထားတဲ့ဟာက translation ဖြစ်ပြီးအပြင်မှာပေါင်းထားနှုတ်ထားတာက translation ဖြစ်တယ်။အတွင်းမှာလာမြောက်ထားတာဒီ scaling ဖြစ်ပြီးအပြင်ကနေမြောက်ထားတာက scaling ဖြစ်တယ်เนาะဆိုတော့ b က horizontal scaling ဖြစ်ပြီး a က vertical scaling ဖြစ်တယ်နော်ဒီအနှုတ်လေးဒီအပြင်ကနေနှုတ်တာဖြစ်တဲ့အတွက် verti sorry reflection on y ပြောင်းတာဆိုတော့ x axis နော် reflection on x axis ဖြစ်မယ်ဒါဆိုရင်တစ်ချက်ဒါကိုတဆင့်ချင်းစီပျော်ပေးမယ်ဖြစ်တယ်နော်ပြောင်းသွားတာကိုပျော်ပေးမယ်ဒါဆိုရင်ဒီ h တွေကပါလေ horizontal translation ဖြစ်တယ် k လေးက vertical translation ဖြစ်တယ် B လေးက horizontal scaling ဖြစ်တယ် A လေးက vertical scaling ဖြစ်တယ်ဒါလေးက reflection on x axis ဖြစ်တယ်နော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်ဒီမှာသိရမှာကတော့ A အပေါင်း B အပေါင်းအတွက်ကိုပဲဒီ formula ပေးထားတာဖြစ်တယ်ပေါ့နော် A ကအနှုတ်ဖြစ်သွားရင်ဒီအနှုတ်အနှုတ်ဆိုအပေါင်းဖြစ်သွားမှာ哦ဒါဆိုရင် A အပေါင်းအတွက်ပဲစဉ်းစားထားတာဖြစ်တယ်ဒါဆိုရင်သူ့ရဲ့ translation အပြောင်း transformation အပြောင်းကိုဒီချက်တဆင့်ကျင်သွားပါဆိုရင်ပထမဆုံးဒီ sin graph ဖြစ်တဲ့အတွက် y equal to ဘာဖြစ်မလဲ sin x ဖြစ်မယ် now y equal to sin x အဲ့ဒီကနေဒီချက်ကဘာပြောင်းမလဲဆိုရင် scaling အရင်ပြောင်းမယ်နော်အတွင်းရဲ့ scaling ကိုအရင်ပြောင်းမယ်ဒါဆိုအတွင်းဆိုတော့ဘာဖြစ်မှာလဲ horizontal scaling တစ်ချက်အတူပဲရေးလိုက်မယ်နော် horizontal scaling ဖြစ်မယ် scale factor ဒီဖြောင်းမြန်ယူရတာဖြစ်တဲ့အတွက်ဘာဖြစ်မလဲ scale factor 1 by b ဖြစ်မယ်နော် scale factor 1 by b point အတွက်နော်1 by b อ่ะဒါဆိုတစ်ချက်ရဲ့ function ကဘာဖြစ်သွားပြီလဲ y equal to မူလ x ကိုဘာနဲ့မြောက်ပြီလဲ b နဲ့မြောက်ပြီဖြစ်တဲ့အတွက် bh sin bh ဖြစ်သွားမယ်နော် sin bx ဖြစ်သွားမယ်နော်ကဲဟုတ်ပြီတခါနောက်တစ်ဆင့်နောက်တစ်ဆင့်ကကျတော့ဒီချက်က translation ကိုသွားมาဖြစ်တယ်အဲ့တော့အဲ့ဒီ h လေးဒီ horizontal horizontal translation ဖြစ်တယ်ပေါ့နော် out ဆင်းလိုက်မယ် horizontal translation နော် translation ရဲ့ unit ဒီဘလောက်ရွေ့သွားမလဲ horizontal translation ရဲ့ unit ဒီ h unit ပေါ့နော် h unit ရွေ့သွားမယ် အဲ့ဒီခါမှာဒီချက်တို့ h လေးပါလာပြီဖြစ်တဲ့အတွက်ဘာဖြစ်သွားပြီလဲ y equal to sin ဒီကနေဆက်ပြောင်းမှာเนาะ sin b into x ကိုပဲချိန်ရမှာဖြစ်တဲ့အတွက်ဂွင်းပါလာမယ် x minus h ပေါ့เนาะကဲဟုတ်ပြီအဲ့ဒါပြီးရင်ဘာပြောင်းသွားမလဲဆိုတော့ vertical scaling လေးကိုသွားမယ်เนาะ vertical scaling လေးကိုသွားမယ် a ပေါ့ vertical scaling တော့ vertical scaling ဒီ scale factor ကအတဲဖြစ်တယ်ပေါ့နော်အတဲဖြစ်တဲ့အတွက်ဘာဖြစ်မလဲ e ပဲเนาะ scale factor က e ပဲဒါဆိုရင်အခုတစ်ချက်၃မှာက e ရဲ့ဒီအရှိတခုမှာဘာပို့လာပြီလဲ a ပို့လာပြီဒါကြောင့် y equal to a sin b into x minus h ပေါ့เนาะဒါဆိုရင် vertical scaling ဘာလေးကြံသေးလဲခီနဲ့ reflection နဲ့ကြံတယ်ဒါဆိုဒီချက်က reflection အရင်၃ပဲပေါ့เนาะ reflection အရင်သုံးမယ်ဆိုရင် reflection on x axis ပေါ့နော် reflection on x axis Ta khi mà ဒါဆိုရင်ဒီချက်တို့ဒီအနှုတ်အားလုံးပါမယ် key ပဲမပါသေးတာပေါ့နော်ဆိုတော့ y equal to minus e sin b into x minus h နော်အဲ့ဒီကနေမှနောက်ဆုံးအဆင့်ဖြစ်တဲ့ vertical translation လေးကိုတွားမယ်ဆိုရင် vertical translation သူရဲ့ unit ဒီဘလောက် unit လဲ k unit ဖြစ်မယ်နော် k unit ဖြစ်မယ်ဒါဆိုတကြောင်လုံးအပြည့်ပါသွားပြီဖြစ်တဲ့အတွက် y equal to the minus a sin b into x minus h ဖြစ်သွားမယ်ပေါ့ဟုတ်ပြီလား ကဲအဲ့ဒါဆိုရင်ဒါကတချို့လို့မှတ်ရမယ့်ဟာလေးပေါ့ဒါလေးကြည့်ပြီးဆိုရင်ဘာဂရပ်ပဲလာလာဆိုင်းနေရာမှာ cos ပြောင်းသွားလဲရတယ်10ပြောင်းသွားလဲရတယ် set ပြောင်းသွားလဲရတယ်ကို set ပြောင်းသွားလဲရတယ်ဒီကနေ့ကြည့်တတ်သွားမှာဖြစ်တယ်အဲ့တော့ဒါလေးကိုတစ်ခေါက်နားမလဲရင်နှစ်ခေါက်သုံးခေါက်လေးနားထောင်ပြီးဆိုတော့နှစ်ခေါက်သုံးခေါက်လောက်နားထောင်ပြီးလိုက်ရင်ကောင်းကောင်းနားလဲသွားမှာဖြစ်ပါတယ်ကဲဟုတ်ပြီအဲ့ဒါဆိုရင် translation အကြောင်းလေးလည်းကလေးတို့ကရသွားပြီဆိုရင်တော့ sign graph အတွက်ကို ပြောပေးမယ်ပေါ့နော်အဲ့တော့အဲ့ဒီ sign graph အတွက်ကပြောဖို့ကိုနောက်ဗီဒီယိုမှာဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ